မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာလည်းကျွန်တော်ဒင်းနဲ့ပတ်သက်တဲ့အခြေခံပုံစံလေးကိုပဲတော့တွက်ချက်သွားပါမယ်ဖြစ်ပါပထမဆုံးပုံစံလေးကတော့ကျွန်တော်လက်အတွင်းရှိသောကဏ္ဍများ၌အကျဉ်းသာပါဝင်သောကဏ္ဍများကိုပြန်ထုတ်ပေးပါကျွန်တော်ဆိုလိုတာကျွန်တော်လက်ထဲမှာရှိတဲ့ကျွန်တော်ကဏ္ဍတွေအများကြီးရှိမယ်အဲ့ထက်ကတစ်ကျဉ်းနဲ့ပါဝင်တဲ့ကဏ္ဍကိုတော့ပြန်ထုတ်ပေးရမှာဥမာအာဒီမှာဆိုရင်ကျွန်တော်တစ်ကတစ်ကျဉ်းပဲပါတာပါကျန်တဲ့ကဏ္ဍတွေတော့ဒီမှာနှစ်ဆိုနှစ်ကျဉ်းသုံးဆိုလည်းနှစ်ကျဉ်း ၄ဆိုလဲ no 2ကျင်း၅ဆိုလဲ2ကျင်းတစ်ကျင်းနဲ့ပါတဲ့ခဏန်းတွေကိုပဲ no print ထုတ်ပေးရမှာခုမင်းတို့ဒီပုံစံတော့ဖို့တော့ဘယ်လိုစဉ်းစားမလဲဆိုတော့ဟိုအလက်မှတ်တပ်မှာကျွန်တော်တို့ account ဆိုတဲ့ function ရှိပါတယ်အဲ့ account ဆိုတဲ့ function ကနေထဲမှာရှိတဲ့ element တော့သိကျင်တဲ့ element ကိုတော့ပေးလိုက်ပြီဆိုရင်အချိန်ရင်တော့ဘလောက်ပါလဲဆိုတာတော့ဒီပါဥမာ n push.c o u n d count ဥမာကျွန်တော်နှစ်လို့ရေးလိုက်ပြီဆိုရင်နှစ်ပဏ္ဏချိန်ပါလဲဆိုတော့ no plan ထုတ်ပါဒီမှာဆိုနှစ်နှစ်ကျင်းဖြစ်တဲ့အတွက်ကျွန်တော်နှစ်ဆိုပြီးတော့ no plan ထုတ်ပေးမယ်ဥမာတော့ဒီမှာဆိုရင်9 9ဆိုလဲ no plan ချိန်ပါတစ်ချိန်နှစ်ချိန်နှစ်ချိန်ပါရင်9ဆိုပြီးတော့ no နှစ်ချိန်ပါတဲ့အတွက်နှစ်ဆိုပြီးတော့ပဲ no ထုတ်ပေးမှာဖြစ်ပါတစ်ဆိုရင်တော့တစ်ချိန်မှပါတစ်ဆိုပြီးတော့ no ထုတ်ပေးမှာဒါဆိုရင်ကျွန်တော်ဒီ method လေးကိုအသုံးပြုပြီးတော့ဒီပုံစံတော့တွက်လို့ရပါတယ် ဘာဖြစ်လို့လဲဆိုကောက်ညီလိုက်လို့တင်းနဲ့ညီမှကျွန်တော်တို့ကအဖြေထည့်မယ်လို့ပြောမှာဟုတ်ပြီအဲ့ဒီအဖြေကိုကျွန်တော်ဘယ်ထက်ထည့်မလဲဆိုရင်တော့လက်ထက်ထည့်လက်နောက်ထပ်လက်အသက်တစ်ခုလည်းထည့်အဲ့ဒီအတော့ကျွန်တော်ကလက်အသက်ဒီဆောင်မယ်ဒီဆောက်ပြီးတော့အဲ့ဒီလက်ထက်ကိုတော့အဖြေကြီးထည့်ဟုတ်ပြီတော့ဒီပုံစံလေးကိုကျွန်တော်တွက်ကြည့်လိုက်ရအောင်နောက်ပထမအဦးဆုံးကျွန်တော်တို့ဒီအားတော့ကျွန်တော်တို့လက် ကျွန်တော်ရိုက်ချင်တဲ့သဏ္ဍာန်တွေဒီဘက်ကနေရိုက်ချင်တာကိုကျွန်တော်တိချောက်ထားတဲ့ function ဖြစ်ပါတယ်။ဒီ function ကတော့ကျွန်တော် node ထည့်လိုက် node ထည့်လိုက်တဲ့ list ထဲကနေပြီးတော့တစ်ချိန်ပဲပါတယ်။သဏ္ဍာန်တွေကို node print ထုတ်ဖို့လုပ်ထားတဲ့ function မှာ one number ဆိုပြီးတော့ node name ပေးထားတယ်။ပြီးသွားရင် ann ann ကတော့ဘာဖြစ်လို့လုပ်ထားလဲဆိုရင်တစ်ချိန်ပဲပါတဲ့သဏ္ဍာန်တွေကိုဒီ list ထဲကိုထည့်ချင်လို့ဖြစ်ပါတယ်။ဟုတ်ပြီ။ list ထဲကရှိတဲ့သဏ္ဍာန်တွေအကုန်လုံးကျွန်တော်တို့ကဆွဲထုတ်ရတော့မှာဥမာ1 1 2 1 1 5 2ဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုဒီ1ဆိုတဲ့ခဏန်းကိုလည်းကျွန်တော်တို့ကကြည့်ရမှာ2ဆိုတဲ့ခဏန်းကိုလည်းကျွန်တော်တို့ခဏန်းကျင်းပါလဲကျွန်တော်တို့ကအကုန်လုံး light ကြီးပေးနေရတော့မှာကြီးပေးပြီးတော့1နဲ့ညီမှာကောင်းက1နဲ့ညီမှာတော့တော့ကျွန်တော်တို့အဖြေယူမယ်ဆိုတော့ပြန်အန်လေးကိုကျွန်တော်ထည့်ရမယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဒီလက်နံပါတ်ကလောလောဆယ်အန်လို့ပေးထားတယ်။ပြီးသွားရင် ဟိုဖြီးထုတ်လိုက်တယ်ဖြီးထုတ်လိုက်တဲ့တခုချင်းမျိုးကိုကျွန်တော်တို့အကြိမ်ရေအတွက်ဘဏ္ဍာခါပါလဲစစ်တယ်တစ်ခါပါလဲဆိုရင်တော့ EIN အလဲထဲမှာအဲ့ဒါဘယ်ချိန်ကြီးဆေးရမလဲဆိုရင်ကျွန်တော်တို့စစ်ချင်တဲ့လစ်မကုံမချင်းဆေးရမှာအဲ့ဒီတော့ကျွန်တော်ဖော်သုံးထားတယ်နောက်ဆုံးကြမှာအကုန်လုံးစစ်ပြီးသွားပြီဆိုမှကျွန်တော် return ပြန်လိုက်တယ်နောက်ဆုံးအဖြစ်ပုံလုံးစစ်ပြီးသွားပြီပြီးပြီဆိုမှတော့ return EIN ကိုပြန်လိုက်တယ်ဖြစ်ပါဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်အောင် တော့ပထမဆုံးမပါလုံးလဲဆိုရင်တော့နှစ်တခုတိဆောက်လိုက်တယ်၅ခုရိုက်ထိုင်မယ်ပြီးတော့အဲ့၅ခုရိုက်ထိုင်လိုက်တဲ့ထဲကတစ်ချိန်မှပါတယ်ခဏရေတော့ကိုတီးဖို့အတွက်ကျွန်တော်ဘယ်အောင်သုံးမလဲဆိုရင် ENS ဆိုပြီးတော့ရေးလိုက်မယ်1နာမှာကျွန်တော်စစ်ချင်တာအနန်းဆိုတဲ့လင့်ပြီးသွားရင်ကျွန်တော်ပရင်ချိန်ဝင်ပါဘယ်နှခုလဲတဲ့ answer ဆိုပဲကျွန်တော်ပရင်ထုတ်လိုက် พอวินโนบลูกันเลยโนอรู้นะไรไหมโน้ยใจแทบไปงาเนเนเตเตอ่าส่วนโน้ตจะยังไงบารังาพี่ได้ตัวงาไปถามมาสบายงาไปถอดได้พอวินโนน้องแทบตะขาเราดูนช่ไหมชอวเนเตเราเนตตรงเตเตอ่าส่วน 6နဲ့3ပဲเนาะထွားมาပဲဖြစ်ပါကျွန်တော်နောက်ထပ်ပုံစံလေးတစ်ပုဒ်ကတော့အကျဉ်းကြီးအများဆုံးကဏ္ဍကိုကျွန်တော် print ထုတ်ခိုင်းတာဖြစ်ပါနှုတ်ဥပမာဒီမှာဆိုရင်နှုတ်အကျဉ်းကြီးအတွက်အများဆုံးငါကျွန်တော်ကဏ္ဍသုံးပါဒီမှာဆိုရင်ကျဉ်းကြီးအတွက်အများဆုံးက3ညပါဟုတ်ပြီနှုတ်ကြည့်ကြည်လား3ညတစ်ခါ2ခါ3ခါ4ခါတောင်ပဲပါအဲတူထပ်များတဲ့အကျဉ်းကြီးအတွက်မရှိတဲ့အတွက်ကျွန်တော်3ညကို print ထုတ်ပေးရတာပဲဖြစ်ပါဟုတ်ပြီနှုတ်ဒီပုဒ်ထာလေးကိုနှုတ်တွက်ကြည့်လိုက်ရအောင် ပထမဦးဆုံးကျွန်တော်ကဘယ်လိုယူဆလိုက်လဲဆိုရင် element လက်ထဲမှာရှိတဲ့ပထမဆုံး element ကိုကျွန်တော်ကမှန်နှမ်းမလို့ပြီးတော့ no ယူဆလိုက်ပါတယ်ပြီးသွားရင်သူ့ရဲ့ပါဝင်တဲ့အချိန်ကြီးတက်ကိုကျွန်တော်မှတ်ထားလိုက်တယ်မှတ်ထားပြီးတော့ကျွန်တော်ခုနလက်တွေအကုန်လုံးကိုကျွန်တော်ဖြီးပြီးတော့ကျွန်တော်ကောင်းလုပ်တယ်အဲ့ဒီလောက်ထားတဲ့ကောင်းတဲ့ကျွန်တော်ဘာဘာကောင်းတဲ့သွားနိုင်ဆံကျွန်တော်မကောင်းဆိုတော့ ပထမမယ်ပထမဆုံးယူဆထားတဲ့အကောင့်နဲ့တွားပြီးတော့ nice ရှင်လိုက်တာပဲဖြစ်ပါ nice ရှင်လိုက်လို့ကျွန်တော်တို့ garden account C ဆိုတဲ့ garden account တော့ဖြည့်ထုတ်လိုက်ပြီးတခုချင်းတွေ garden account ကကြီးနေတယ်ဆိုရင်ဒီခုနကကျွန်တော်တို့ယူပထမဆုံးယူဆထားတဲ့ mark account ထက်ကြီးနေတယ်ဆိုရင်ဟို mark account ကိုတန်ဖိုးလေးကျွန်တော်တို့ပြန်ချိန်ပေးလိုက်တယ်ပြန်ချိန်ပြီးသွားရင်ဆိုသူဘယ်သူကကြီးလဲဆိုတာသူ့ရဲ့မူရင်းကဏ္ဍကိုကြည့်ဖို့အတွက်ကျွန်တော်မူရင်းကဏ္ဍတော့ပါလိမ့်လဲအိုင်လေး ိုင်လေးကိုကျွန်တော်မှန်နှမ်းမှာဆိုပြီးကျွန်တော်ပြန်ပြန်အညီများချင်းပြန်ပေးထားတယ်။ဟို variable ပဲ assign ပြန်ပေးထားတယ်။အဲ့လိုမျိုးကျွန်တော်တို့ list ထဲမှာရှိတဲ့ element တွေမကုန်မချင်းကျွန်တော်တို့ကစစ်နေမှာစစ်ပြီးတော့လို့နောက်ဆုံးပြန်ရှိတဲ့ for loop ပြီးသွားရင်တော့ no list တွေအကုန်လုံးပြီးသွားတယ်။ list တွေအကုန်လုံးပြီးသွားတဲ့နောက်ဆုံးပြန်ရှိတဲ့မှန်နှမ်းမှာကိုမှကျွန်တော်တို့ပြန်ထုတ်ထားတာပဲဖြစ်ပါဟုတ်ပြီတော့ဒီပုံစံလေးကိုတော့ကြည့်ကြည့်လိုက်အောင်။တော့အကြေတော့ဝင် machine တော့လာက ီလိုမျိုးပုံစံတွေကျွန်တော်အများကြီးတွေ့ထားလို့ပဲဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုတော့ run လာမယ်အဲ့ဒါမှတော့နေတဲ့ခုံဖြစ်ပါဟုတ်ပြီနော်ဒါဆိုကဏ္ဍခုနလုံးရိုက်ရမှာတော့ရိုက်လိုက်ပြီး9ရိုက်လိုက်ပြီးပြီးတော့တော့6ရိုက်လိုက်ပြီးပြီးတော့တော့6ရိုက်လိုက်ပြီး3ရိုက်လိုက်ပြီး6ရိုက်လိုက်ပြီး7ရိုက်လိုက်ပြီးတော့နောက်ထပ်6ရိုက်လိုက်မယ်ဆိုရင်တော့အချိန်ရတော့အများဆုံးကဏ္ဍကတော့6ပါ6ကဒီမှာတော့3ချိန်တောင်ပဲပါ ၃ညမုံတော့၄ချိန်တောင်ပဲပါနေလို့ဖြစ်ပါဟုတ်ပြီနောက်ထပ်ကျွန်တော်ထပ်ရကြည့်လိုက်မယ်1 2 2 3 5 4 5ဒီမှာဆိုလဲတော့အချိန်ရတော့ကဏ္ဍက2ပဲဖြစ်ပါဘာလုံးတော့2ကဟို၃ညိုင်းတစ်တိုက်ပါနေလို့ဖြစ်ပါကျွန်တော်ဆွေးနွေးခင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ